မင်္ဂလာပါဒီနေ့ကျွန်တော်တို့အဲကျွန်တော်ကျွန်တော်အမေးထားတဲ့စကားပြောအမေးဖြေလေးတွေကျွန်တော်အဲဒါလေးဖြေပေးမယ်ပေါ့နော်အဲဒါလေးကကျွန်တော်တို့အရင်တော့လည်းဖြေထားရှိပါတယ်နံပါတ်1စိတ်ကောင်းရှိတော့အင်္ဂလိပ်လို got hearted လို့ပြောတယ် got hearted အဲတော့စိတ်ကောင်းရှိရလို့ပြောတာပေါ့နော်ကျွန်တော်ကစိတ်ကောင်းရှိတယ်သူကစိတ်ကောင်းရှိတယ်အဲတော့ got hearted လို့ပြောတယ်အဥပမာ he is got hearted ဘောနသူစိတ်ကောင်းရှိရပါတော့ပြောတာနောက်တစ်ခု GOAT ကုတ်ရဲ့ အပြည့်စုံသိကျင်တာအပြည့်စုံဆိုကြည်ဆို greatest ဆို greatest လို့ပြောတာ greatest of all time ပေါ့နော်အဲသူရဲ့အပြည့်အစုံပဲအဲဒါလေးကကျွန်တော်တို့အကစားနဲ့ပြန်မသုံးနေဟာအရှိသေးလေးထည့်လိုက်ပေါ့ the greatest of all time ပေါ့နော်အဲ greatest ဆိုတဲ့သဘောကအကြီးကျယ်ဆုံးအခမ်းအနားဆုံးပြောတာပေါ့နော် the greatest of all time အဲသူတို့က quote quote လို့ပြောတာပေါ့နောက်တစ်ခု up to you မင်းသဘောပဲလို့ပြောတာအရှိက ကျွန်တော်အပြည့်ဆုံးပြောခြင်းလဲဆိုရင် it is up to you အဲ့ဒါမင်းသဘောပဲလို့ပြောတာ up to you မင်းသဘောပဲမင်းကြိုက်တာလို့ပေါ့နော်နောက်တစ်ခုအခြေအနေရပဲလို့ဆိုလို့ရှင် it depends လို့ပြောတယ် it depends ဆိုအခြေအနေရပဲအကြည့်လောက်ကြတာပေါ့လို့ပြောတာပေါ့နော်